င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ဂျားကာလာပညာသင်ကျောင်းတွေယာယီပိတ်မယ်လို့မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ထားပါတယ်တည်တည်သတင်းပေးပို့ထားတာပါရှင်ချင်းကာဝေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား၃ယောက်နဲ့ဆေးရောဂါသည်တယောက်ပါဝင်စုစုပေါင်း၄ယောက်တည်ဆုံပြီးလူ၂၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘလာရှိရနေ့ည9နာရီဝန်းကျင်မှာတရာဟုလီတက်ကတက်တဲ့ Jet Fighter နှစ်စီးနဲ့မင်းတပ်မြို့နယ်ကကြေးရွာတွေကိုဘုံကျဲချခဲ့တာကြောင့်မင်းတပ်မြို့နယ်ထင်ချောင်းရွာအာစီဖျားကျောင်းဝင်းထဲကစစ်ဆောင်စခန်းစာတင်ကျောင်းကဆယ်ရန်းကျောင်းသား၃ယောက်နဲ့ဆေးရောဂါသည်အမျိုးသမီးတယောက်တည်ဆုံပြီးဓမ္မသူရွာစာတင်ကျောင်းလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကမင်းတပ်မြို့နယ်ကစတင်ကြောင်းဗော်ဒါဆောင်တွေကိုဥတီပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက်နေစင်ဒီပါလေကြောင်းအန္တရာယ်စိုးရိမ်နေကြရပြီးစတင်ကြောင်းတွေကိုအော်တိုဘားလ9ရက်နေ့ကစလို့ယာယီပိတ်ပင်မှာဖြစ်တယ်လို့မင်းတပ်မြို့နယ်ပညာရေးတာဝန်ခံကပြောပါတယ်ယူဂျီရဲ့စံကြချက်အတိုင်းနဲ့ကျွန်တော်တို့ကလုတ်ချင်းမီလေးချောင်းရတာဆိုရင်လို့ဒါပေမဲ့အခုလုံးလုံးဆရာကြတော့ဒီဖက်ကမင်းတပ်ဖက်မှာကြတော့ဒီစာတင်ချောင်းမျိုးကဒီကဥစည်းရတဲ့စာတင်ခန်းရဲ့စေယုံစေခန်းမျိုးရဲ့ ဒီဟာတွေတော့ကြည့်ကြည့်ကြာတွေ့ရတဲ့အတွက်အခုလိုလုံလိုက်ရတာပါကျင်းဘုပ္ပစ္စလမိန်ပုံစံနဲ့တွားဖို့ဆိုရင်လည်းဆက်ဆံမရင်းနဲ့မိပါရင်းနဲ့ကျောင်းချင်းကောင်စီရင်းနဲ့ဆိုရင်လည်းပါပါလေးစီမံနေဟာတခုခုတော့ကျွန်တော်တက်စီစီဖို့စီကူထားပါတယ်ဆက်တိုက်ကြည့်ဒီတိုင်းရနာတဲ့ပုံစံပေါ်ပြနေလေစာတင်ကြောင်းတွေကိုအော်တိုဘာလ10ရက်နေ့ကစပြီးရှာရီပိတ်ပင်မှာဖြစ်တယ်လို့မင်းတက်မြွနဲ့ပညာရေးတာဝန်ခံကပြောပါရယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ22ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး3ယောက်ကဒဏ်ရာပြင်းထန်ကစေဝါကုသဖို့အခက်အခဲတွေကြုံနေရတယ်လို့ဆိုပါရယ်။လေချောင်းရံကာကွယ်ရေးအတွက်ပြင်ဆင်ပြီးစာတင်ကျောင်းတွေပြန်ဖွင့်ဖို့စီစဉ်သွားမှာဖြစ်တယ်လို့လည်းတာဝန်ရှိသူတွေကပြောပါရယ်။အခုလိုစာတင်ကျောင်းတွေကိုဥတီတိုက်ခိုက်နေတဲ့အတွက်ကလေးတွေပညာသင်ကြားရေးအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံနေကြရတယ်လို့မင်းတပ်မြွတ်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါရယ်။ အကုန်လုံးထိခိုက်တာပေါ့ကလေးတွေမဟုတ်ပင်လည်းဆရာဆရာမတွေကစာတင်ကြဖို့မဟုတ်မရဖြစ်တာရှိတယ်ကလေးတွေကျောင်းစာကယူမဆိုင်နိုင်တော့တာရှိတယ်ထိတ်တရားတွေရတာရှိတယ်ပြီးတော့မိဘရဲ့လည်းတာသမီတွေကအကြောင်းကိုမဆက်ချင်တော့တာရှိတယ်ဆိုတော့အဲ့လိုမျိုးနောက်ဆက်တွဲတော့အများကြီးပေါ့ဆရာဆရာမတွေကတဲ့ your community တော့ကကလေးတွေတော့ကပညာရေးဘာမှမကလည်းတခြားစီပန်းစညာထိခိုက်မှုတွေရောပညာရေးစနစ်တစ်ခုလုံးပေါ်ယုံကြည်နေတာရောအဓိကတော့စစ်ကောင်စီလိုချင်းနေရတဲ့တစ်ခုလည်းဖြစ်တာပေါ့စာမတင်ကြတော့ဖို့အကြောင်းမတက်ကြတော့ဖို့ အကုန်လုံးမျောလင့်ချက်ဒီဝီဝါလာပြီးမှခစ်တစ်ခုလုံးကိုပြစ်တင်ဆရာလူလိုက်ရှာဖို့အဲလိုမျိုးတွေပေါ့မင်းတက်မြွနယ်မှာဈာကလာပညာသင်ကျောင်းပေါင်း100ကျော်ဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူထောက်300ကျော်ကိုဆရာဆရာမအယောက်ထောက်400နီးပါးကပညာသင်ကြားပေးနေတာဖြစ်ပါတယ်ကျမသီရီပါ ီရင်းမှာအထဲချုပ်စက်ယုံတချို့အော်ဒါရရှိမှုနေတာကြောင့်အလုပ်သမားတွေကိုအချိန်ပိုအလုပ်မပေးနိုင်ပဲတချို့စက်ယုံတွေဟာလည်းအပီးပိတ်သိမ်းတာတွေအလုပ်ရက်ဆိုင်တာတွေရှိနေပါတယ်ဇွဲသစ်တရင်ပြပို့ထားတာပါရှင်ဒီရင်းကအထည်ကျုပ်စက်ယုံတချို့ဟာအော်ရာရရှိမှုနဲတာကြောင့်အလုပ်သမားတွေကိုအချိန်ပိုအလုပ်ခေါ်ယူရာမရှိသလောက်နေပါပြီအချို့စက်ယုံတွေဆိုရင်အလုပ်သမားတွေကိုကြိုတင်အကြောင်းမကြားပဲရုတ်တရက်ပိတ်သိမ်းတာအလုပ်ရနာတာတွေကြုံနေရတယ်လို့အလုပ်သမားတွေစီကနေသိရပါဗျာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းရန်ကုန်တိုင်းလိုင်တာမြို့နယ်အတွင်းက CMP တဆင့်ကန်အထက်ကျုပ်ဆိုင်ုံတချို့အော်ဒါမရှိတာကြောင့်ပိတ်သိမ်းခဲ့ရပြီးအလုပ်သမားတွေကိုကြိုတင်အကြောင်းမကြားဘဲအလုပ်ရပ်ဆိုင်တာတွေရှိခဲ့ပါတယ်။တချို့ဆိုင်ုံတွေဆိုရင်နေစားအလုပ်သမားတွေကိုအကြောင်းပြချက်မရှိအလုပ်ထုတ်လိုက်တာလည်းရှိနေပါတယ်။ကျွန်တော်လည်းဒါကျွန်တော်တို့လည်းပုံဝင်လေးတေးရတဲ့အနေအထားမှာရှိတယ်။ဒီအထက်လိတ်တွေပေါ့နော်ပဲလိတ်တွေဆိုလို့ရှိရင်လည်းလမ်းမှာအဆက်ဆဲနေတဲ့ဒီညမနိုင်ငံဝင်ဖို့တော်တော်ခက်တယ်ဗျ။တန်ခါးကြားလာတဲ့ ဟိုရင်းနှီးနှုတ်နယ်သူတွေဆိုလို့ရှိရင်လည်းဗျာဟိုမနှုတ်နယ်မဲ့လည်းအဲ့လိုပြန်ထွက်သွားတာလေးအစဉ်ပြေလို့ထွက်သွားထွက်သွားတယ်ဟိုတွင်ကန်ဆက်ယုံနေခရမလားအဲ့လိုဆက်ယုံနေပြီးရှင်ဒါကောင်မှာအထိုင်လေးတွေပိတ်လိုက်တယ်မရလို့ပိတ်တဲ့ဆက်ယုံနှစ်ယုံလောက်မသိရှိရလေအဲ့လိုယုံနေရှိရဗျာခက်ခါလာနေထားတဲ့အရာတွေကအဲတရုတ်ဆောင်ရေးကဏ္ဍမှာလည်းသူခက်ခဲကိုင်းနေကြတာတော့ဟာလမ်းမဆက်စရေးကောင်းလာဆိုရှင်တော့ကိုင်းနေတော့ထက်ထက်တော့ကြာအောင်ပေါ့ကတော့လေသမိုင်းတွေတော့လေလောကညှိထုတ်ပြီးတော့လောကညှိထုတ်တာတော့အဲ့ဒါမှထမ်းကြည့်ရလို့မရှိပဲနဲ့ညှိရတတာတွေ တကြီးတို့လာတယ်လာတာကြတော့ဆိုတော့ကိုယ်ဆင်ပြေတာပေါ့သူကကိုယ်ပဲပေါ့ပြည်ရင်းကအထက်ကျုပ်စက်ရုံလုပ်သမားတွေဟာအနေဆုံးလောကတရက်ကိုငွေကျပ်6800ကနေ12000ကျော်အထိသာရကြပြီးစက်ရုံတရုံမှာအမြင့်ဆုံးကျွမ်းကျင် operator အလုပ်သမားအနေနဲ့တလားကို6သိန်းဝန်းကျင်အနေဆုံးအောက်ခြေအလုပ်သမားက2သိန်း8000ဝန်းကျင်ကနေ3သိန်းဝန်းကျင်သာရကြပါတယ် ဒီကာလမှာအလုသမားတွေရတဲ့လောက်ခလာစာနဲ့ကုံစင်းလုံးကမလန်းကားပေမဲ့ဖြည်းရွှဲမှာအလုတ်ကန်ခွင်လန်းရှားပါတာကြောင့်အလုသမားတွေဟာရှိတဲ့အလုတ်ကိုတိခန့်လုတ်ကန်နေရတယ်လို့အလုသမားရဲ့လှူရှားသူတွေကပြောပါတယ်အာခေတ်ကလာနဲ့အမှမြန်မာနိုင်ငံရဲ့ကွန်ဗင်းနုံများဆိုရင်တော့တကယ်တမ်းဆိုတော့အပေါင်းခွေအပေါင်းနောက်ပဲနှစ်ပေါင်းနောက်ဆိုရင်တော့ဒါဟုတ်လားအနည်းဆုံးကတော့တပေါင်းခွေနှစ်ပေါင်းဒီဝိုင်းပြင်ပေါ်ပဲဒီတပေါင်းခွေနှစ်ပေါင်းကြားထဲမှာပဲရှိနေတဲ့နေပေါ့နော် အော်ဆိုတော့ကွန်ဖီဒန့်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်အကုန်လုံးကိုမှကျုပ်တလုံးတော့ထောင်တထောင်ဖြစ်လာတဲ့ဖြစ်ဖြစ်တဲ့ခါကြတော့အော်ဒီအခြေအနေမျိုးတွေကဘယ်လိုမှလုံလောက်မှုမရှိတော့ဘူး။အော် science ဈေးကြီးတာစီဈေးကြီးတာကအစအကုန်လုံးအကုန်လုံးပေါ့နော်။အဆော့တာကွန်တွေကအရန်ဈေးမြင့်လာတဲ့အခြေအနေမျိုးတွေမှာအော်ငွေကြေးပေါင်းပွားလာတဲ့အခြေအနေမျိုးတွေမှာရတဲ့ပတ်စံကဘယ်လိုမှလုံလောက်မှုမရှိဘူး။အဲ့ဒါကိုလည်းထပ်ပြီးတော့ဟိုတာဝန်ရှိတဲ့သူတွေကလည်းဒီပေါ်မှာလောက်ခလတ်တာကိုပို့ပြီးတော့ အလုပ်သမားတွေကိုချိန်တဲ့အနေနဲ့ပြန်ပြီးတော့လုပ်ပေးတဲ့နေပေါ့နော်။သူတို့ရဲ့လောအခပဲကိုဟုတ်ကဲ့။ပြီးခဲ့တဲ့လအတွင်းရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်တာရုကန်စက်မှုဆောင်တွေကအထက်ကျောက်ဆက်ရုံနေုံဟာအထက်အော်ဒါရရှိမှုနဲ့ပါတာကြောင့်ရုတ်တရက်ပိတ်သိမ်းခဲ့ရတယ်လို့အဲ့ဒီလုပ်ငန်းနဲ့နှိစက်သူတွေစီကနေသိရပါဗျ။မြန်မာနိုင်ငံအထက်ကျောက်လုပ်ငန်းရှင်များအသင်း MGMA ရဲ့ 2025ခုနှစ်ဩဂုတ်လထုတ်ပြန်ထားတဲ့အချက်အလက်တွေအရနိုင်ငံတွင်းလုပ်ငန်းလက်ပတ်နေတဲ့ MGMA အဖွဲ့ဝင်အထက်ချုပ်ဆက်ယုံ986ခုရှိပြီးအဲ့ဒီထဲက56ခုယာယီပိတ်သိမ်းထားကြောင်းသိရပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ